ားလုံးမင်္ဂလာပါ Robot Nine လုပ်ငန်းရှင်နေနောက်သူသဖြင့်တော့ကျွန်တော်ဝန်ထမ်းဘွားနေပြီးတော့ဒီ freelancer ကူပြောင်းပြီးတော့ကိုယ်လုပ်ငန်းလေးစတဲ့သူတွေပေါ့နော်အဲသူတို့မှာအဓိကပြဿနာတက်တက်တက်တခုကပါလဲဆိုတော့ကိုတယောက်တည်းယုံတာတခုတော့ယုံတာပေါ့နော်လုပ်ငန်းသူတယောက်တည်း run နေတာဖြစ်ချင်းဖြစ်မယ်ဒါမှမဟုတ်နောက်ထပ်တယောက်နှစ်ယောက်လောက်နဲ့သူပဲအဓိက run နေတာဖြစ်ဖြစ်မယ်ပေါ့နော်ကျွန်တော်တခုတော့ယုံတဲ့အတွက်ပါဖြစ်လဲဆိုတော့တချို့ course တွေတက်တာလာရှိတယ်တချို့ကို ညမစံစံလုပ်လို့ရတာလည်းရှိတယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့အကန့်အသတ်တွေ limitation တွေပြန်ဖြစ်နေတယ်လုပ်ငန်းကကျွန်တော်တို့အလားလာကောင်းတဲ့အရှိန်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကြီးထွားစင်လောက်မကြီးထွားဘူးနောက်တစ်ခုကကိုတယောက်တည်းအကုန်လိုက်လုံနေရတဲ့အတွက်ရှောက်တဲ့လောက်မရောက်တာတွေရှိတယ်ပေါ့နော်ဥပမာတချို့ဆိုရှိတယ် decision တစ်ခုချမယ်ဒီလိုမရှိလို့ဆိုပြီးတော့ decision ချလုံမရတာရှိတယ်တချို့ဆိုရင်ပစ္စည်းတစ်ခုရအောင်မယ်လုပ်ငန်းရှင်ကကိုယ်တိုင်ဝင်ပါနေတဲ့အတွက်သူမရှိရင် အဲကျွန်တော်ဒီပစ္စည်းဈေးနှုန်းဘယ်လိုတတ်မှတ်မဈေးနှုန်းဘယ်လောက်နဲ့ရောင်းအောင်မသိ discount ဘယ်လောက်နဲ့ရောင်းအောင်မသိဒါမျိုးတောင်ရှိတယ်ပေါ့နော်ကိုယ်အနေနဲ့ဒီ professional အနေနဲ့လုပ်မယ်ထားပါတော့ကျွန်တော်တို့ကဒီကိုယ်နဲ့ marketing ဆိုပါတော့ကိုကကိုယ်နဲ့ creation အေးစေးစေးကိုယ့်ဘက်ကိုကိုယ်နဲ့ creation လုပ်ပြီးတော့ freelancer အနေနဲ့ကျွန်တော်ရက်တင်ရပြဿနာမရှိဒါပေမဲ့ခင်ဗျားဒီတက်ပို့ပြီးတော့ကြကြပြန်ကျွန်တော်တို့လုပ်ဖို့လိုလာမယ်ကိုယ်နဲ့ marketing service ကိုတေချာကျွန်တော်တို့ကြကြပြန်လုပ်လာမယ်ဆိုခင်ဗျား team တစ်ခုလိုလာတယ် ကိုကစီမံခန့်ခွဲတဲ့အလုပ်ဥဆောင်တဲ့အလုပ်နောက် planning ချတဲ့အလုပ်လုပ်မယ်ဒီဘက်မှာကျွန်တော် content creation လုပ်တဲ့သူတွေရှိနိုင်တယ်ဒီဘက်မှာကျွန်တော်တို့ဒီရိုက်ကွေးတို့ကျွန်တော်တို့ editing လို့အလုပ်ရတာမျိုးရှိနိုင်တယ်တစ်ဖက်မှာကျွန်တော်တို့ marketing လို့ sales တို့အစားဖြစ်ပေါ်တော့ကျွန်တော်တို့ကဒီ team တစ်ခုနဲ့ run မှပို့လုပ်ငန်းဒါရောက်တဲ့လောက်ကျွန်တော်တို့ကအချိန်နဲ့ဒါမြန်မာစမ်းစမ်းကျွန်တော်တို့ကရောက်နိုင်တယ်တကယ်လို့လောက်တာနဲ့ team နဲ့လောက်တာတွေကလည်းတော်တော်ကွာပါတယ်ကျွန်တော်စိုးစကားတစ်ခုတောင်ရှိပါတယ်ဒီမြန်မြန်ရောက်ချင်အတယောက်ထဲသွားဝေးဝေးသွားရင်တော့ အပေါင်းဖော်နဲ့သွားဆိုပြီးတော့ပြောတဲ့စကားတော်ရှိပါတယ်ကိုတယောက်တည်းလောက်တဲ့ချိန်မှာကျွန်တော်တို့တချို့ကလည်းမြန်ဆန်သွားနိုင်တာတော့မှန်တယ်ဒါပေမဲ့ကိုလုပ်ငန်းရှိကိုရောက်ချင်တယ်ကျွန်တော်တို့ကဒီရေရှင်မှာ develop ဖြစ်ချင်တယ်ဆိုတော့ကျွန်တော်တို့ team တစ်ခုနဲ့ team member တွေနဲ့ကျွန်တော်သွားဖို့လိုတယ်ပေါ့နော်အဲကျွန်တော်တို့ကိုယ့်ရဲ့ဒီအဖွဲ့အစည်းတစ်ခုနဲ့ကျွန်တော်တို့ဒီမှာအဲ team member တွေနဲ့သွားမယ်ဆိုရင် ကျွန်တော်တချို့အားတွေမှာကောင်းလာနိုင်တဲ့အပိုင်းတွေအများကြီးရှိတယ်အထူးသဖြင့်တော့ကျွန်တော်စဉ်းစားတာအစပေါ့နော်ကိုတယောက်တည်းရဲ့ခေါင်းနဲ့စဉ်းစားတာနဲ့ဆိုင်အဲကျွန်တော်တို့ဒီအကောင်လုံးစူပေါင်းပြီးစဉ်းစားတဲ့အတွက်အကျန်ကျန်ခေါင်းတွေထွက်နိုင်တယ်ဒီနောက်ပိုင်းဆိုကျွန်တော်တို့လူငယ်တွေနဲ့လှုပ်လှုပ်တဲ့ဆိုရင်ပိုသိတာတယ်အကျွန်တော်တို့မသိတဲ့ကိစ္စတွေကျွန်တော်တို့မစဉ်းစားပြတဲ့ကိစ္စတွေမမြင်တဲ့ဟာတွေသူတို့မြင်တာတွေရှိတယ်စဉ်းစားပြတာတွေရှိတယ်အဲကျွန်တော်နီးပညာလိုဟာမျိုးတွေပေါ့နော်အဓိကဒါလူငယ်တွေရဲ့အားစားချက်တွေကျွန်တော်အများကြီးရှိတယ်နောက်တစ်ခုကပါရှိတယ်ဆိုတော့ကိုယ်မှာ team တစ်ခုရှိတဲ့အတွက်လုံလောက်တဲ့ ီ resource ရှိတဲ့အတွက်ပေါ့နော်တခုဆိုတာနဲ့ကျွန်တော်တို့ကိုပါမှရမဟုတ်ဘဲနဲ့ကိုမပါလဲကျွန်တော်တို့ကိုယ့်ရဲ့လုပ်ငန်းလက်ပတ်နေလို့ရတယ်ကိုမရှိလဲပဲအလုပ်တွေဆက်လုပ်နေလို့ရတယ်ပေါ့နော် HR management မှာကျွန်တော်တို့တခုဆိုတာနဲ့အဲခေါင်းစားတာတွေခင်ဗျားတချို့ course တွေဒါမျိုးတွေကျွန်တော်တို့ကတော့ပို့ပြီးတော့ဒီဘာဒဏ်တွေတော့ပို့ရှိနိုင်တယ်ဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့ကကိုလုပ်ငန်းမြန်မြန်သွားလို့ရတယ်အဲနောက်တစ်ခုကခုနပြောတဲ့ကိုကိုမပါလဲပဲကျွန်တော်တို့ကဒီ level လို့ရတယ်ပေါ့နော်ဆိုတော့ ကိုအနေနဲ့ဒါစီးပွားရေးလုပ်မယ်ကိုပိုင်လုပ်ငန်းကျွန်တော်တခုစတင်မယ်ဆိုလို့ကိုတယောက်တည်းရှေ့ရှေ့သွားတာမျိုးတက်ဆိုင်ကျွန်တော် team တခုနော်လိုအပ်တဲ့ resource နဲ့ပေါ့နော်ကျွန်တော်လှည့်ပတ်နိုင်လေးမြန်မာစံ၈ရောက်လေးဖြစ်ပါတယ်တွတ်တဲ့ငွေချင်းနဲ့စီးပွားဆိုင်ရာဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်ကြတယ်ဆိုရင်တော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်